မင်္ဂလာပါရှင်။တဝဲဝါရှဲတပတ်အတွင်းတင်းနှိုင်းတိုင်းတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမတော့ရှင်ပါ။အခုတပတ်မှာတော့ဇွန်လ20ရက်နေ့ကနေ26ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနှိုင်းတိုင်းအတွင်းတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်တင်းတွေကတော့6လကြာလာပေမဲ့မောတောင်နယ်ဆက်လန်းကိုမဆူမိုးနိုင်သေးလို့စစ်ကောင်စီကအပြင်းအထန်ထိုးစစ်ဆင်နေတဲ့အကြောင်းကြောင်မီသိဆက်ရုံအပါအဝင်တဝဲစီမံကိန်းကိုအရှိန်မြင့်မယ်လို့ရုရှားပြောတဲ့တင်း မြိတ်မှာကိုဗစ်ကောက်ွယ်ဆေးထိုးပေးနေပေမဲ့အများသိအောင်မကြေညာလို့ဝေဖန်ခံနေရတဲ့သတင်းအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒါအပြင်ဒီဘက်အတွက်အထူးသတင်းပေးဖို့ချက်အဖြစ်ကုညီသူမဲ့နေလို့ဝမ်းရည်အတွက်ရရလောက်ကန်ရည်တည်နေရတဲ့စပေးရှောင်းတွေအကြောင်းကိုရှုစားရမှာဖြစ်ပါရဲ့ရှင်။ ရင်မျိုးနဲ့မောတောင်နယ်စပ်လမ်းပိုင်းကိုတော်လှန်ရေးတပ်တွေစုမိုးထားတဲ့အတွက် ပြန်ပြီးစုမိုးနိုင်ဖို့စစ်ကောင်စီတပ်အင်အားရချီသုံးပြီးလာပေါင်းများစွာကြားအောင်စစ်ကြောင်းထိုးနေပေမဲ့လည်းရှစ်ဆက်မတိုးနိုင်ပဲဖြစ်နေပါတယ်။တတင်းအပြည့်စုံကိုဒဝဲဝက်ရှွိုင်းဒေါ်သားတူကပြပြပေးသွားမှာပါရှင်။တင်းနီလိုက်မျိုးနဲ့မောတောင်နယ်စပ်လမ်းပိုင်းကိုပြန်ပြီးစုမိုးလိုက်ဖို့စစ်ကောင်စီတပ်အင်အားရချီသုံးပြီးလာပေါင်းများစွာကြားအောင်စစ်ကြောင်းထိုးနေပေမဲ့ရှစ်ဆက်မတိုးနိုင်ပဲဖြစ်နေပါတယ်။ ထိုင်းမြန်မာနယ်စပ်ကိုသွေးလမ်းဖြစ်တဲ့အဲဒီလမ်းဘက်ကိုတော်လိုင်းရေးတပ်တွေစုမိုးထားတဲ့တွေစစ်ကောင်စီတပ်ကဇမန်နှစ်ဒီဇင်ဘာလ16ရက်နေ့ကတည်းကစစ်ကြောင်းထိုးနေတာပါအဲဒီအခြေကတည်းကကိုသွေးရေးလမ်းဘက်ကဒေခွန်ရွာပွန်ချင်မှာတော်လိုင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတာပါစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာဂျွန်လ16ရက်နေ့ဆိုရင်6လတတိရှိလာပေမဲ့ ိတ်ခုံးရွာကနေရှေးဆက်မတိုးနိုင်ပဲဖြစ်နေတယ်လို့ KNLA တန်ရစတီရဲ့ Black Cobra Coron စစ်ကြောင်းရှိုးကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ကနေဆက်ကိုယ်တော်ရေးလမ်းကြောင်းကိုပြပွင့်နိုင်ဖို့စစ်ကြောင်းထုံနေတာဖြစ်ပြီးစစ်ကောင်စီတပ်သားတွေပြင် ပြစောတီဖွဲ့ဝင်တရားဝင်ခြင်းကိုပါအတိုးပြုနေတယ်လို့အဲ့ဒီနေမြေမှာစီလှုပ်ရှားနေတဲ့ KNLA တိုင်းစစ်တပ်စိတ်မှု ကိုချစ်ကပြောပါတယ် ဒါပေမဲ့စစ်ကောင်စီတပ်ကရှေ့ဆက်မတော်နိုင်ပဲတိတ်ခွန်းရွာရဲ့ရှိဖဲမောင်ဟုတ်ဖဲချံကိုတော်လိုင်းတပ်တွေက ထိချုပ်ထားပြီးစစ်ကောင်စီတပ်ကတိတ်ခွန်းရွာရဲ့အနောင်ဖဲချောင်းနေပေါ့ရွာဖဲချံကိုစစ်ကောင်စီတပ်ကထိချုပ်ထားတာပါကျင်းနေစုံမှုရတဲ့နည်းတွေမှာတော့တို့ထုတ်စစ်လာတဲ့ချိန်မှာတော့ကိုလည်းပြန်ပြီးတော့တို့ short ပြလို့မရဘူးလေ 阿到如果说土这边摔倒了，现在没有土这边来，开始呢没来，开始那边带他来，阿了没有啊？我，他就是呢来回留意的，阿到没有啊？咋看他的？那只罗马的，印尼阿多威马，但不会变成的皮，你我就是说的乎。 လေကြောင်းကပုတ်ကျဲတက်ခိုက်တာဆင့်အားဖြစ်တင်တာတွေဆက်တိုက်လိုလာပါတယ်။တိတ်ခုံးစွာနဲ့နီဝံကျမတိုက်ပွဲတွေလေကြောင်းတက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ဒေသခံတွေလည်းလက်ရှိအခြေအတိစင်ပေရှောင်းနေရဆဲဖြစ်ပါတယ်။ ရုရှားနဲ့မြန်မာစစ်ကောင်စီကြားချုပ်ဆိုတဲ့ရင်းနှီးမြှုပ်နှံမှုစာချုပ်အရကြောင်မီသွေးဆက်ရုံအပါအဝင်ဒိုဟဲအထူးစီးပွားရေးဆောင်စီမံကိန်းကိုအရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ရုရှားစီးပွားရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။တည်င်းပြေဆောင်ကိုဒိုဟဲဝက်ရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။ရုရှားနဲ့မြန်မာစစ်ကောင်စီကြားချုပ်ဆိုတဲ့ရင်းနှီးမြှုပ်နှံမှုစာချုပ်အရာကြောင့်မီသူစစ်ရုပ်အပါအဝင်ဒိုဟဲထူးစီးပွားရေးစုစီမံကိန်းကိုအချိန်မြင့်ဆောက်ရွက်သွားမယ်လို့ရုရှားစီးပွားရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။ နနိုင်ငံသားစောအင်ကန်တာအပါအဝင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်ကိုဇော်လ20ရက်နေ့ကရုရှားစီးပွားရေးဝန်ကြီးနဲ့စက်ကောက်စီရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးတို့ရုရှားနိုင်ငံဆိတ်ပီတာစဘတ်မြို့မှာလက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါရယ်မြမကဲလော်မှာရေနံနဲ့တဘာဝတန်းခွေတူဖို့ရေးတယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အုံတတ်တူတူဖို့ရေးစိုက်ပျိုးရေးနဲ့ဆက်သွယ်ရင်ကတည်းကများပါဝင်နေပယ်များစွာမှာပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်လို့ဖော်ပြထားပါတယ် အဲ့ဒီသဘောတူညီချက်အရလျက်စစ်မင်္ဂဝေါ660ထုတ်လုပ်နိုင်မဲ့ကြောက်မီသွေးဓာတ်အပင်းစက်ရုပ်တည်ဆောင်နေတဲ့ဒိုဝဲထူးစီပွားရေးဆောင်ကိုအရှေ့အဟုန်မြတ်ဆောက်ရွက်ဖို့လည်းပါဝင်တယ်လို့ရုရှားစီပွားရေးဝန်ကြီးကပြောဆိုပါတယ်660မင်္ဂဝေါထရမက်ကြောက်မီသွေးဓာတ်အပင်းစက်ရုပ်တည်ဆောက်တာနဲ့ပတ်သက်ပြီးဒိုဝဲဝက်ကဒေတာခတ်အချို့ကိုစုံစမ်းမေးမြန်းခဲ့ပေမဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကြတိရတာမရှိသလိုဒေတာတွင်တည်ဆောက်နေတာတွေလည်းမတွေ့ရသေးဘူးလို့ဆိုပါတယ် တပတ်အတွင်းသတင်းတိုတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။တဝဲမှာသွေးလန်တို့ကွေးနဲ့တိတ်ဆုံတဲ့ကလေး9ဦးအထိရှိလာပါတယ်။အခုနှစ်မေလ10ရက်ကနေဇွန်လ18ရက်နေ့အထိတိတ်ဆုံသူကလေး9ဦးအထိရှိလာပြီးအသက်9နှစ်ကနေ10ကျော်သက်အရွယ်ကလေးတွေဖြစ်ကြပါတယ်။တဝဲခရိုင်မှာဧပြီလနှောင်းပိုင်းကစပြီးသွေးလွန်တုတ်ကွေးစတင်ဖြစ်ပွားနေကမိုးရသီစတင်တဲ့မေလမှာကလေး၃ဦးသေဆုံးခဲ့တယ်လို့ဇွန်လဆန်းပိုင်းမှာတော့၄ဦးသေဆုံးခဲ့ပါတယ်။ တဝယ်မြို့မှာရှိတဲ့ပြည်သူစေယုံနဲ့ပုဂ္ဂလိကစေယုံတွေမှာလဲလာသားအရွယ်ကစားပြီးတက်ကြီးပိုင်းတွေအထိသွေးလွန်တုပ်ကွေးဖြစ်နေကြပြီးသွေးလွန်အချက်ကလည်းမြင့်နေတယ်လို့ဆိုပါရရှင်မြေမြို့မှာရှိတဲ့ကံခေါင်းစေယုံဟောင်းမှာကိုဗစ်ကောက်ွယ်ဆေးထိုးနှံပေးနေပေမဲ့အများပြည်သူသိရှိဖို့စေယုံဘက်ကကြကြပြပြအတိမပေးတဲ့အပေါ်မြို့ခံတချို့ကဝေဖန်နေကြပါဗျ။ကိုဗစ်ကောက်ွယ်ဆေးကိုဇွန်လ16ရက်နေ့ကစပြီးရုံးခွင့်ရတိုင်းမိနစ်10နာရီကျော်ကနေ12နာရီအထိထိုးနှံပေးနေတာပါ ကန်ခေါင်းဆေးရုံဟောင်းကလေးကုသဆောင်မှာကိုဗစ်ကောက်ကွယ်ဆေးထိုးနှံပေးနေတယ်လို့မြင်းမြို့ခန့်ကျမရေးဝန်ထမ်းလို့ယူဆရသူတဦးကသူ့ရဲ့လူမှုကွန်ရက်မှာဇွန်လ23ရက်နေ့ကရေးသားမျှဝေခဲ့ပါတယ်။ကန်ခေါင်းဆေးရုံမှာတော့ကိုဗစ်ကောက်ကွယ်ဆေးထိုးနှံပေးမယ့်အကြောင်းကြေညာထားပေမဲ့ဒွေဝက်ရှ်ကမင်းမြန်ခွင့်ရခဲ့တဲ့ကောက်ကွယ်ဆေးလာထိုးသူအများစုကတော့လူမှုကွန်ရက်ပေါ်ကနေသိရတာတဆင့်စကားကြားပြီးလာထိုးကြတာလို့ဆိုပါတယ်။ဒါကြောင့်မို့ကိုဗစ်ကောက်ကွယ်ဆေးထိုးနှံပေးနေတဲ့အကြောင်းကိုကျန်းမာရေးဝန်ကြီးဌာနရဲ့လူမှုကွန်ရက်ကနေတဆင့်အသိပေးတာ ြို့တွင်းလက်လက်အတိပေးတာစတဲ့နီးလန်းတွေနဲ့အများပြည်သူကြဲကြဲပြန်းပြန်းတီကြဖို့လှုံ့ဆောင်တင်တယ်လို့မြို့ခံတွေကပြောပါတယ်။ပုတ်ပြင်းမြို့နယ်ကံမွန်ကြီးရွာမှာရှိတဲ့ပင်လယ်ပြင်မှာမေလလယ်လောက်ကစပြီးပဇွန်ထိုးလေတွေအစုအဖွဲ့နဲ့ပဇွန်ဖမ်းနေကြတဲ့အတွက်လက်လုံလက်စားသမားတွေအခက်တွေ့နေကြရပါတယ်။ကံမကြီးရအနောက်ဘက်မှာရှိတဲ့ပင်လယ်ရေတိမ်နေရာတွေမှာပဇွန်ထိုးလေအစီ30လောက်ကဖမ်းဆီးနေကြတဲ့အတွက်ဂုံပင်လယ်ကင်းပဇွန်အပါအဝင်ရေတိမ်ဒေသနေရေတက်တော်ဝါးရှားပါသွားပါတယ်။ ။ပစွန်ထိုးလိန်နဲ့ပစွန်ဖန်းစီရင်ပင်လယ်ရေတိမ်ကျမ်းပြင်မှာရေမြောင်းပုံတံတန်ဖြစ်လာပြီးရှက်သွေးကုန်၊ကနန်းပင်လယ်ကင်းပစွန်စားရရေနေတတဝါရမရှိတော့ဘဲဝမ်းစာရေအတွက်ရှောက်ပွေစားတောက်နေတဲ့လက်လုံလက်စားဒေသခံတွေအခက်တွေ့နေကြတာပါ။ကမ္ဘောဂျီယွာကမော်ကင်းလူမျိုးတွေနေထိုင်တဲ့မကြုံကလက်ကျွန်းရဲ့အရှိတ်ဘက်မှာတည်ရှိပါရဲ့ရှင်။တနင်္သာရီမြို့နယ်မှာရှိတဲ့ဂျေးယွာတချို့မှာပြည်သူတွေစိုက်ပျိုးထားတဲ့ဥယျာဉ်ခြံတွေကိုစစ်ကောင်စီတပ်သားတွေကအတမတ်ဝင်ရောက်နေထိုင်ပြီးတင်းနဲ့တွေခုဆွတ်ကပြန်ရောက်စားနေကြပါရဲ့။ ညောင်ပင်ကုန်းရွာ၊ရမ်းဖို့ရွာ၊ကန်းတူရွာစတဲ့ကျေးရွာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကဥယျာဉ်ခြံတွေမှာရှိတဲ့ဒူရင်တီ၊ကျမောက်တီနဲ့အခြားသင်းနံတွေကိုအရမတ်ခုဆုတ်ပြီးသူတို့မိသားစုတွေရှိတဲ့မြင်းမြို့နယ်တုံပြောကျေးရွာမှာရှိတဲ့တက်စခန်းကိုကားကြုံတွေနဲ့ပြန်ပို့နေတာပါစစ်ကောင်စီတပ်မိသားစုတွေကတုံပြောရွာနေပြည်သူတွေကိုပြန်လည်ရောင်းချနေကြတာလို့ဆိုပါတယ် ဒါအပြင်ညောင်ပေကုန်းရွာနဲ့အနီးနားရွာတွေမှာရှိတဲ့ဒေသခံတွေအိမ်တွေကခိုးလာတဲ့မိဖို့ချောင်းသုံးအုတ်ခွက်ပကံနဲ့အခြားပစ္စည်းတွေကိုလည်းအဲ့ဒီတက်စခန်းကိုကားကြုံနဲ့ပို့ဆောင်နေတယ်လို့ပြောပါရရှင်။တပတ်အတွင်းသတင်းတူတွေကိုနားဆင်ခဲ့ရတာပါ။ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့ကုညီသူမဲ့နေလို့ဝိုင်းရအတွက်ရရလောက်ကန်ရက်တည်နေရတဲ့စစ်ပေးဆောင်တွေအကြောင်းကိုတော့ဒိုယဝရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ အကောင့်နဲ့ဒေသတွေထဲကတခုအပါဝင်ဖြစ်တဲ့တနင်္သာရီမြို့နယ်ကကျေးလက်နေပြည်သူတွေဟာအိမ်ပြည့်ရာပြည့်ဘဝနဲ့နေနေကြရတာအခုဆိုရင်နှစ်ချို့လာပြီဖြစ်ပါတယ်။စင်မီတောင်တွေရဲ့ကျေးရွာပေါင်း၁၀ကျီကဒေသခံတွေဟာအိုးပြစ်အိမ်ပြစ်ပြီးထွက်ပြေးနေရတာ၃နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။တနင်္သာရီမြို့နယ်ထဲကကျေးရွာပေါင်း20ကျော်မှတိုက်ပွဲတွေဖြစ်နေပြီးရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ကျေးရွာတွေက၁၀ရွာနီးပါးရှိနေပါတယ်။လက်တဲ့အနောက် တိန်ခွန်၊ညောင်ပင်ကွင်း၊ဗန်းလမော့၊ရမ်းပူ၊ကန်းတူစတဲ့ကျေးရွာပေါင်း၁၀နီးပါးကဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရတာပါ။သူတို့တွေကဒေသခံတချို့ကစစ်ပေးရှောင် စခန်းမှာပဲနှစ်ပတ်အောင်နေကြရပြီးဝမ်းစာရေးအတွက်ရရအလုပ်တွေကိုလုပ်ကင်နေကြရပါတယ်။လေတိတ်ရွာသူဒေါ်မြင့်လည်းတရဖုံရွာနာကစစ်ပေးရှောင်စခန်းမှာနေလာတာအခုဆိုရင်၃နှစ်ကြာလာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့လက်ချက်နဲ့ရွာမှာရှိတဲ့မိခင်ဖြစ်သူရဲ့နေအိမ်အပြင် မောင်တော်ဆက်သူရဲ့နေအိမ်နဲ့ဆွေမျိုးတွေရဲ့နေအိမ်နှစ်ဆောင်မှာမိရှုခံရရတဲ့အတွက်ကိုပိုင်နေအိမ်လေးကိုစွန့်ခွာပြီးမိသားစုတွေနဲ့အတူ မြေဝါလို့ခေါ်တဲ့စစ်ပေးဆောင်စခန်းစီကိုပြောင်းရွှေ့လာကြတာပါ။ဒေါ်မြင့်မှာခင်မုန်းဖြစ်သူအပါအဝင်မိသားစုဝင်6ဦးရှိပြီးစစ်ဆောင်စခန်းမှာနေထိုင်ရင်းဝမ်းစာရေးအတွက်တနိဖတ်ထိုးပြီးရုန်းကန်နေရသူပါ။ညီဆက်ရတောတောင်ကဲဝါနဲ့တနိတွေကိုခုတ်ပြီး ်တနိဖတ်ထိုးပြန်ရောင်းရင်တစ်ချက်ကိုကြက်200နှုန်းရရှိတယ်လို့ဆိုပါတယ်လူတယောက်တရက်လုပ်ရင်တော့တနေ့ကိုကြက်တပေါင်းခွဲဝန်းကျင်ရရှိတယ်လို့ဒေါမြင့်ကပြောပါတယ်ဒီရပါတဲ့ဒီမှာကောင်းစင်းလာတယ်ဒီပါဒီအလာဒီပါရပါရမစီရတဲ့တဲ့လာကျဲရမ်းဒီဆိုင်ရတော့ဆက်ဘာသာဆိုတော့ဖိတံပေးရမြတ်ကောက်ပါစရပါလည်းနာဖဖို့တည်နေလားဖာမှာ FE5 တနင်္သာရီအဖွဲ့ကလစဉ်ထုတ်ပြန်တဲ့အစီရင်ခံစာအရမေလမှာတနင်္သာရီတိုင်းထဲစစ်ပေးရှောင်8000ကျော်အထိရှိနေပါတယ်။ရိတ်ခိုင်တဲကတနင်္သာရီမြို့နယ်တစ်ခုထဲမှာတော့စစ်ပေးရှောင်ဥယေက18500ထက်မနည်းရှိနေပါတယ်။သူတို့ကစစ်ရှောင်စခန်းတွေအပြင်ဘေးလွတ်ရာရက်ရွာတွေတောတောင်ဥယင်ခြံတွေထဲမှာပါနေထိုင်နေကြရတာပါ။ ဒေါ်မြင့်တို့နေတဲ့စစ်ချောင်စခန်းမှာဆိုရင်အိမ်ပြန်ခွင့်မရတဲ့မိသားစုတွေဟာစာဝတ်နေရေးအတွက်ဓဏိဖတ်ထိုးတာညချောင်းတွေထဲငါဖမ်းတာမိသွေးဖောက်တာစတဲ့အလုပ်တွေကို လုပ်ကင်နေရတယ်လို့ရရနေစားအလုပ်တွေကိုဝင်လုပ်ပြီးဝိုင်းရေးအတွက်ယုံကန်နေကြရပါတယ်။လက်တိယောက်ကအသက်86နှစ်အရွယ်ဒေါခင်ရီတို့တားမိနှစ်ဦးလဲအဲ့ဒီစစ်ပေးချောင်စခန်းကို ရောက်နေတာအခုဆိုရင်၄နှစ်ကြာလာပြီဖြစ်ပါတယ်။ အမေတခုသမီးတခုဖြစ်တဲ့ဒေါခင်ကြီးဟာအသက်50အရွယ်အပြုတ်ကြီးဖြစ်တဲ့သမီးဖြစ်သူနဲ့အတူစေဘေးရှောင်စခန်းမှာနေထိုင်နေတဲ့သူပါအသက်ကြီးနေပြီဖြစ်ပေမဲ့သမီးနဲ့အတူတော်တယ်လိုက်သွားလေရှိပြီးတင်မျိုးဖြာရက်လုတ်ဖို့အတွက်တစ်ပင်လေးလိုက်ခုတ်လေရှိပါတယ်ဒေါခင်ကြီးတို့သမီးဟာတော်တယ်ကခုတ်လာတဲ့ပစ္စည်းတွေကိုရိုင်နဲ့တင်မျိုးဖြာရက်လုတ်ရောင်းချပြီးဝင်းရီအတွက်ဖြည့်ရှင်းနေတယ်လို့ဆိုပါတယ်ဘယ်လိုလဲလောလောဆယ်ဒါသမီးဟာလည်းရော တော့မသားဆက်တော့တော့ကိုင်းလိုက်တမြောက်ဦးဆိုတဲ့ဘူးကြီးရေတော့ငုံရောအမလေးတော့ကိုအမကိုဒီစကိုလည်းနေကားကိနေချင်းနေလေမြို့ကြီးနေပေါ့နော်အမတို့တော့နေချင်းနေမြေမြောင်ရောအလောင်းလုံးတယ်မမလောင်းတော့နိုင်ညာဟောဟာတယ်မိတ်ဆွေလည်းနော် ေါ်ခင်ရီတို့သားမီးလက်ရှိနေထိုင်နေရတဲ့မြို့ဝစစ်ပေးဆောင်စခန်းနဲ့အနီးဝန်းကျင်မှာနေစွန့်ခွာထွက်ပြေးလာရသူတထောင်လောက်နေထိုင်ကြတာပါ။အဲ့ဒီစစ်ဆောင်အလုံးနီးပါးဟာလက်တစ်အရှိရွာနဲ့အနောက်ရွာမှာနေထိုင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ဒေသခံတွေဟာတိုက်ပွဲတွေစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာတွေနဲ့ဒရုန်းနဲ့ဘုံချလေးရှိတဲ့အတွက်ရွာမှာမနေရတော့ဘဲအဲ့ဒီစစ်ပေးဆောင်စခန်းကိုပြောင်းရွှေ့နေထိုင်လာကြတာအခုဆိုရင်၃နှစ်ကျော်၄နှစ်ထဲဝင်လာပြီဖြစ်ပါတယ်။ အရင်ကဆိုရင်စစ်ဆောင်တွေအတွက်အလှရှင်တွေရှိပေမဲ့အထိန်ကြာလာတာနဲ့အမျှထောက်ပံ့မှုတွေလည်းလျော့နေသွားပြီးစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေပိုများလာတယ်လို့မြို့ဝစစ်ပေးဆောင်စခန်းဒုတောင်ဝန်ခံဒေါက်တာတင့်ကပြောပါတယ်ဒေါက်တာတင့်ကိုယ်တိုင်ဟာလည်းလက်သက်ရွာမှာနေလို့မရတော့တဲ့အတွက်ပြီးခဲ့တဲ့၃နှစ်ကျော်ကလေးကမြို့ဝစစ်ပေးဆောင်စခန်းမှာလာနေရသူပါကစင်တော်လည်းနေတော့ရေးဆောင်လို့ရတယ်ရင်းနဲ့လာလို့ဘာမှမဆောင်လာတယ်ကစင်တော်ကလည်းဆက်စစ်ဆောင်လို့အလကောက်ပါ အလကောတော့အလောအရေလောတေးဆော့မလာဘောအရေတော့ဆိုတော့လဲဥဥရင်ကကိုရောတော့တေးလောတေးဆော့လာသေးဘောအခုအခါလောလို့တော့အဘယ်မင်းမရှာမှတော့တော့ကလေရောလေအဲ့ဒီစကန်းကစစ်ပေးဆောင်လေးဟာနှစ်ရှည်လာတာနဲ့အမျှဝန်းစာရေးနဲ့တာသမီတွေရဲ့ပညာရေးရှေ့ဆက်နိုင်ဖို့ကိုရက်ကိုရွာမှာလောက်ကင်စားတောက်ခဲ့တဲ့အသက်မွေးဝမ်းကြောင်းပညာနဲ့လောက်ကင်စားတောက်နေကြတာလို့ဆိုပါရစေ။ သူတို့မှာပိုင်ဆိုင်တဲ့ဥယင်ခြံတွေရှိပေမဲ့လည်းစစ်ကောင်စီတပ်သားတွေရဲ့ရန်ကားတဲ့လုပ်ရက်တွေကိုကြောက်ပြီးဘေးကင်းတဲ့နီးရအလုပ်တွေကိုလုပ်ပြီးရုန်းကန်နေကြတာပါပြီးခဲ့တဲ့မတ်လတုန်းကတင်းရှောင်နေရတဲ့ဒေသမှာလုတ်ကင်စားတောက်ဖို့ခက်ခဲလာတာကြောင့်ဂျွာကိုပြန်ပြီးကွန်တီတွားခုတဲ့တိန်ခွန်းရွာကစစ်ဘေးရှောင်18ဦးဖမ်းဆီးခံလိုက်ရပြီးစစ်မှုထမ်းပို့ခံလိုက်ရပါတယ်ဒီလိုခက်ခဲကြက်တဲမှုတွေကြောင့်စစ်ဘေးရှောင်နေရတဲ့ဒေသခံတွေကအရင်နေခဲ့တဲ့ကြေးရွာတွေစီပြန်သွားပြီး ဘဝကိုတတိငိမ့်ငိမ့်နဲ့ပဲဖြတ်တန်းသွားချင်တယ်လို့ဖွင့်ဟကြပါတယ်။စစ်ပေးဆောင်စခန်းမှာကကိုယ်ရင်ကိုယ်ရလိုနေထိုင်လောက်ကင်စားတော့ရတာမဟုတ်တဲ့အတွက်အပူပင်ကင်းကင်းနဲ့နေခဲ့တဲ့ရွာကအင်ကိုပဲပြန်ချင်းလှပြီလို့မြို့ဝစစ်ပေးဆောင်စခန်းမှာနှစ်ချီနေတဲ့ဒေါခင်ကပြောပါတယ်။ဒါပေမဲ့မပြီးဆုံးသေးတဲ့တိုက်ပွဲတွေကြားစစ်ပေးရှောင်တွေရဲ့အိမ်ပြန်ရမယ့်နေ့ရက်တွေကတော့ရွှေပြည်တော်မျော်တိုင်းဝင်းနေစေဖြစ်ပါတယ် ဒါကြောင့်မို့ကိုယ်ဝင်ကိုယ်ရမှာအေးအေးချမ်းချမ်းနဲ့လုတ်ကင်စားတောက်နိုင်မဲ့အိမ်မက်တွေကလည်းဝေးကွာနေစေပါရှင်။ Toy Wash Wine Dot တွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါ။နောက်အပတ်တွေမှာလည်းတင်းနေတဲ့အတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။